အလုံးလုံးမစားတလားကျော်ဒီမှာတို့ကဒီတိုင်းပဲဘသူထောက်ပံ့ရေးကိုဒီမှာမတို့ဘာမှမရကိုယ့်ရဲ့ထောက်ပံ့ရေးနဲ့ကိုစားနေကြတာပေါ့နော်ဒီလိုမျိုးအများတို့ပြောပြရတဲ့တိုက်ရဲ့အခြေအနေကြီးလိုက်ပြီးဆိုဩအမတို့ကဒါကြောင့်မလို့ဒီလိုလာပြီးဒီမှာနေနေရတာပါလားဆိုတာသိတာကိုပြရဟိုကြည့်ပြီးတော့သိစေချင်တာဆိုတော့ဒီတိုင်းကဘယ်ချိန်နည်းနည်းလှုပ်ရင်တောင်မှစိုးရင်ရတဲ့အချိန်တွေရှိရဘူးအဲကြောင်မနေရကြကွန်တိုကြီးကိုလည်းတက်နိုင်ဆုံးတာဝန်ရှိတဲ့လူတွေနဲ့ပူးပေါင်းပြီးတော့ဟိုတတ်မှတ်ပြီးတော့ဗောနော်အဲ့လိုမျိုးခိုင်နိုင်လားမခိုင်လားစစ်ဆေးပြီးတော့ လိုမျိုးဆုံးရတာလေးပေါ့အဲ့လိုမျိုးလေးလိုချင်တာမမီမီခိုင်မမတိတာပါ80ညနဲ့စတဲ့နဲ့စနေကြပလဲငွေရောင်158 158မန္တလေးမြို့အောင်မြသားစံမြို့နဲ့မန္တလေးမြို့ဟောဖြစ်စီနေအောင်မတို့ငရေလောက်တော့မတို့ရဲ့ဟိုတိုက်ကြီးရဲ့ခုနှစ်လောင်းမတို့ရဲ့နောက်ကတိုက်ကြီးရဲ့ရှိရဲ့အဲ့တိုက်ကြီးခုနှစ်လောင်းကအောက်ခြေပျက်စီးသွားတယ်ပျက်စီးသွားတော့မတို့ရဲ့သူတို့ရဲ့အုတ်တတိုင်းကြီးကမတို့အိမ်ဘက်ကိုပြိုကျတယ် မတို့ဒိုင်မထားထားရတယ်အခုသူတို့တွေကအဲ့ဒါကိုလာပြီးတော့အမိန့်စာတင်ထားတယ်လို့ပြောပေမဲ့သူတို့ကအမိန့်စာတင်တယ်ပဲဗဇက်ကပြောရဲအဲ့ဒီစာရဲကိုကြားလာလို့မေးတော့လဲသူကဖြေလို့မရဘူးမပြဘူးမတို့ဒါပေမဲ့သူတို့ချင်းသူတို့ဖြိုးတယ်ဗျမတို့ကအဲ့ဒီအိမ်ရဲ့ဘေးရဲ့သုံးမေပဲကွာသည့်အတွက်မတို့ကနေလို့မရဘူးသူတို့အိမ်ကိုသူတို့အိမ်ကိုဖြိုးတာမတို့ကသူတို့နဲ့သုံးသုံးမေပဲကွာတယ်အမားကတော့ဟိုဖြိုးတာကိုမတော့ထိုင်ကြည့်နေရတယ်။ဘာမှပြောပိုင်ခွင့်မရှိဘူး။ဘလောက်ဆိုဟိုနားလေးဆိုဘယ်နဲ့ပေးကွာမလဲ။ငါငါမလို့ဟိုနားလေးကြည့်လိုက်။ လမ်းအနေထားနေဆိုလို့ရှိရင်ပေါ့ဘောရောသူတို့လိုမျိုးယထားလမ်းနဲ့တွေ့မယ်ဆိုခိုင်းအေးခိုင်300ဆိုဆိုမတော့ခိုင်းနေရတော့ကြီးမှာပေါ့အလောက်ပဲရှိကားလမ်းကူးလိုက်အေးကားလမ်းကူးရင်ရောက်သွားပြီငရင်းနေလို့တော့မတော့ဝင်းနေကြီးကဒီငရင်းနေမတရားလှုပ်ရောလို့တော့သူတို့ဝင်းနေကြီးအုံးဆိုမတော့ရဲ့တိမ်ကြီးပေါ့ပျောက်ကြလိုက်ရောပျောက်ကြလိုက်တော့မတော့ထွက်ပြေးလို့မရသေးဘူးပထမတစ်ချီငြိမ်သွားပြီဆိုမှမတော့အိမ်မောနေကုန်ဆင်းပြေးကြရတယ်မတော့အိမ်မောမှာလှုပ်လှုပ်တာလေအိမ်မောမှာလှုပ်လှုပ်တာဆိုတော့ အဲ့ဆင်းပြေကြတော့ဒုတိယအခြေရောက်တော့အမားတို့ကလမ်းကိုရောက်လာခဲ့ပြီရောက်လာပြီးခဲ့တဲ့အဲ့ဒီနေ့ဂျန်ကိုလမ်းကိုရောက်လာပြီးရဲ့နေ့ကလာဒီနေ့အခြေဒီအိမ်ထဲကိုတစ်ခါမှပြန်မဝင်ရသေးဘူးအဲ့ဒီသူတို့ရဲ့ခဏခဏလှုပ်ပါများတော့သူတို့ရဲ့တိုက်ရဲ့အခြေအနေကစိုးရင်ကဒီအတွက်အမားတို့ကဒီနေ့အခြေဒီလမ်းပေးမှာပဲနေနေရတော့မားတို့ရရမားတို့ရပြက်တာတော့ဒီလိုထုတ်တန်းတစ်ခုဒီလိုသွားတာထုတ်လာရောက်ခေါ်မှလာအဲ့ဒီနှစ်ခုကအဲ့ဒီဟာတစ်ခုချိုးချိုးပြီးတော့ထွက်သွားလေမားတို့အိမ်ကအမဟောအမကတော့အဲ့ဒီကွန်းတို့တိုက်ခန်းကြီးရဲ့အနောက်ဖက်မှာတဲ့တဲ့မှာနေနေရတာဆိုတော့ ဒီအုတ်တွေပါတွေတော့အောက်ကအုတ်ခြေတွေကအုတ်တွေကသူတို့ငရင်ထုတ်လိုက်တဲ့ခါကျတော့အက်သွားတာပေါ့နောက်ရကြသူတို့အဲ့ဟိုပါတူတွေနဲ့ရိုက်ဖြုတ်ပြီးတော့ဆယ်ပေါင်းတူတွေနဲ့ရိုက်ဖြုတ်လိုက်တဲ့ခါကျတော့အိမ်အိမ်မှာတခါတည်းဟိုလိုမျိုးအိမ်ဘေးနာကတ်ပြီးတော့မှအုတ်တွေပါဒီလိုအက်ကုန်တာအကြောင်းဒီလိုအကြောင်းမျိုးကုန်အကြောင်းကုန်တာအိမ်အိမ်အောက်ကနေနေနှိမ့်သွားတယ် ဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်ကုန်တာဟာကြောက်တာပေါ့မင်းညဆိုမိုးရွာမင်းညဆိုမိုးရွာပိုးဆိုးသေးတယ်ဟာဒါကထုတ်ခေါက်တာပေါ့ဩမင်းညဆိုမိုးရွာတယ်မိုးရွာမိုးရွာအဲ့ရဦးအကုန်ငိုပြတ်ခိုင်းနေတာဒီဖျားတဲ့ရေတွေအကုန်တို့စီးသွားမင်းမကားမှုခုအဲ့ရအဲ့လိုမျိုးတွေဝင်းတွေသွားတယ်ဝင်းတွေသွားတယ်အလုပ်လည်းလုပ်မစားဘူးတလားကြော်ပြီးဘာလုပ်မှလုပ်စားလို့မရဘူးအမတို့ကရေထိမလေထိမခံတဲ့ပစ္စည်းတွေဆိုတော့ပန်းဆက်ကူဆိုတာတိလားမသိဘူးမင်္ဂလာဆောင်ဒီမှာသွားရေအေးအဲ့ဒါကိုလောက်တာအဲ့ဒါလောက်တာဆိုတော့ ဘာမှလှုပ်ရှားလို့မရတော့ဘူးမိုးနဲ့ပါနဲ့လေတိုက်လေလေတိုက်မခံဘူးဆိုတော့လေလုံကြုံနေနေရမှာလှုပ်ရတာဆိုအခုအလုံးလုံးမစားတာတလားကြော်ဒီမှာတို့ကဒီတိုင်းပဲဘသူထောက်ပံ့ရေးအခုဒီမှာမတို့ဘာမှမရကိုယ့်ရဲ့ထောက်ပံ့ရေးနဲ့ကိုယ်စားနေကြတာပေါ့နော်အမတခြားအကူအညီတွေပါရောလာတာမလာဘူးမလာဘူးရက်ပကကော ဟောစီစူးစောင်းထရာလေးဖြည့်စင်းစားတာလေစူးလုံးလုံးတော့ဒါပေမဲ့အခုပြောသလိုပေါ့ထမင်းမှုပလာတယ်ထမင်းမှုလာထမင်းမှုတက်စားလိုက်တယ်အခုထမင်းမှုမပါဘူးဆိုတော့ကို့မှာရှိရဆန်နဲ့စီနဲ့ထုတ်စားရတယ်ပေါ့ထမင်းမှုလာတဲ့အချိန်မှာတော့ကို့ဆန်စီစားကိုတိမ့်ထားတယ်ပေါ့နော်အဲပြေးပေးရဟိုပလီရပလီထမင်းမဲဆိုပြေးတန်လိုက်မြောင်ဟိုဖရာထမင်းပေးရဆိုပြေးတန်လိုက်ပြေရောအဲ့လိုမျိုးစားတာပေါ့နော်မားတော့ကတကယ်တမ်းလိုအပ်တာဘာလို့ဆိုကိုနေရလေးကိုကိုပြန်သွားနေခြင်းနဲ့ကိုအလုပ်ကိုလှုပ်ရှားခြင်းနဲ့ သူများရဲ့ထောက်ခံခြင်းကိုပြောမဲ့ဆိုရင်နေလို့မရတယ်နေလို့မရဘူးတိုက်ခန်းကြီးရဲ့အခြေအနေအခြေအနေတိုက်နေကုန်းကျင်းနေရကျွန်မငမောင်ဦးကတစ်ချက်လိုက်ကြည့်ပေးပါလို့အဲ့ဒါကိုပြောပြရတာဒီလိုမျိုးအများတို့ပြောပြရတဲ့တိုက်ရဲ့အခြေအနေကြီးလိုက်ပြီးဆိုတော့အော်အမားတို့ကဒါကြောင့်မလို့ဒီလိုလာပြီးဒီမှာနေနေရတာပါလားဆိုတာသိတာကိုပြရဟိုကြည့်ပြီးတော့သိစေချင်တာအမားတို့ကအဲ့လိုမျိုးပေါ့နော်အထောက်ပံ့ကသူများအထောက်ပံ့နဲ့နေရတယ်ကိုယ်ပတ်စံနဲ့ကိုယ်စားတာပို့ပြီးအဆင်ပြေတယ်အဲအထောက်ပံ့ကိုအမားတို့ကပြောတဲ့လောက်ကြီးဘယ်လိုအပ်ဘူး ါပေမဲ့ပေးရင်တော့ယူချင်တာပေါ့နော်ပေးရင်တော့လိုချင်တယ်မပေးရင်တော့လည်းမတက်နိုင်ဘူးပေါ့နော်ဒါပေမဲ့အခုကျနေပူအစိုးနေပူရင်ချောက်မိုးရိုင်အစိုးနေနေရတယ်ညဟိုအဲ့ရဘူးအဲ့အဲ့လိုမျိုးတွေဖြစ်သည့်အတွက်ကြောင့်မို့လို့လုံခြုံတဲ့နေရာလေးတခုတော့လိုချင်တာပေါ့နော်အဲ့လိုမျိုးပေါ့ဟောဟိတ်လက်ပါအောင်အလေးစားလေးရတယ်အလေးစားလေးက82လား21 22ကြာပလဲငွေရောအကွက်158မန်လေးမျိုးပေါ့နော်ဟုတ်ငလင်လုံးကကျွန်တော်တို့ ငလင်းလှုပ်တဲ့ချိန်ကတော့အိမ်မှာပဲပေါ့နော်အိမ်မှာပဲရှိနေချိန်ကလေးတွေနဲ့ပေါ့သူကလှုပ်တဲ့ချိန်မှာဟိုနောက်ကကျွန်တော်တို့နောက်ကအိမ်တွေကတော့ဆိုးဝါးထိခိုက်တာတော့မရှိပါဘူးကျွန်တော်တို့နောက်ကကွန်ဒိုကအဲ့ကျွေကြလာတဲ့ဖုံမုံနေနေပေါ့နော်အဲ့လိုမျိုးလုံးပြီးတော့ရွက်ထွက်ပြေးလာအခုနောက်ပိုင်းတော့အိမ်မှာတော့အခုလောလောလက်ရှိတော့နေလို့မရသေးဘူးပေါ့အဲ့လိုမျိုးဖျားပေးမှာအခုလက်ရှိဒီဖျားပေးမှာပဲနေနေရတယ် နေတိုင်းစားသောက်မှုကြတော့ခက်ခဲလေးတော့ဖြစ်တော့ကိုယ့်အိမ်မှာကိုယ်နေလို့မရတော့ကြတော့လမ်းမေးမှာပဲနေကြတော့ဥရပိုင်းကြတော့မိုးရွာတာနဲ့ဘာနဲ့ဆိုတော့နေပူတာနဲ့ညာအိတ်တဲ့အချိန်ညာပိုင်းနေမိုးရွာရင်ကြတော့လထိုင်းနေရတာပေါ့အိတ်လို့မရဘူးပေါ့ဟုတ်လို့အိမ်တော်စုကညာ22ရှိမှာနော်ဟုတ်22ရောရှိဟုတ်ကဲ့ကိုယ်စိတ်နဲ့ကိုယ်ပေါ့အခုလည်းအဲ့ဒီအချိန်မှာပေါ့ခက်ခဲရှိတယ်ပြည့်ပြည့်ပါခက်ခဲရရှိရလုပ်ငန်းသွားလာရတာဒီအဲ့လိုမျိုး ဒီစားဖို့တောက်ဖို့ပေါ့နော်အဲ့လိုမျိုးရှာစားအဲ့အဓိကခက်ခဲကတော့လမ်းဘေးမှာနေနေရတော့အိတ်တာပေါ့အိတ်တာနေထားတော့အဆင်မပြေဘူးပေါ့အဲ့ဒါတော့အားလုံးခက်ခဲတာပေါ့မိုးတွေရောတော်တော်များများလဲခုကကကိုယ့်အိမ်မပြိုဘူးဆိုရင်တော့မှဟိုတပြင်းပတ်ဝန်းကျင်ကအိမ်နေကြောင်းမို့လမ်းဘေးမှာနေနေကြရတာဆိုတော့ဒီမိုးရွာအချိန်တော့တော်တော်ခက်ခဲပါတယ်နေရထိုင်ရတာအိတ်ရတော့ဘုံလုံးဟုတ် ရက်ကွက်ကလက်တော့လာလုတ်ပေးရတော့မရှိသေးပါဘူး။ကိုကကိုအစီစဉ်နဲ့ကိုပဲတဲတွေထိုးပြီးတော့အဲ့လိုမျိုးကိုယ့်အကိုချက်ပြုတ်စားတော့ဒီမှာပဲလမ်းပေးမှာပဲပေါ့။မိုးရွာတော့ထိုင်နေပေါ့အဲ့လိုမျိုးအဲ့လိုမျိုးနေဘူးတော့လည်းရိုင်းမနေရတာပဲ။လက်ရှိကွန်ဒိုကကြောင့်ကျွန်တော်တို့အမြင်နဲ့ပြောရင်တော့မှသူကတိုင်နေကအကုန်ပွင့်ထွက်နေရဆိုတော့ဒီတိုင်ကြီးကဘယ်ချိန်နည်းနည်းလုတ်ရင်တော့မှစိုးရင်ရတဲ့အချိန်တွေရှိရပေါ့။အဲ့ကြောင့်မနေရကြ။ညအများစုကအဲ့လိုပါပဲ။ဟို သူ့ရဲ့စိုးရင်ရကိုယ်အိမ်နေရဘာမှမဖြစ်ပေမဲ့ဒီပတ်ဝန်းကျင်ကစိုးရင်ရကြောင့်မို့နေလို့မရဘူးကောအဲ့လိုမျိုးပေါ့ပြည်စင်ဆောင်ဆန်တော့ဒီကိုင်ကိုပဲအေးစေးစေးပဲပြန်နေနေတာပဲဘသူများလည်းမထိခိုက်စေချင်ဘူးသူတို့ဒီကွန်ဒိုကြီးကိုလည်းတက်နိုင်ဆုံးတာဝန်ရှိတဲ့လူတွေနဲ့ပူးပေါင်းပြီးတော့ဟိုတတ်မှတ်ပြီးတော့ဗောနော်အဲ့လိုမျိုးခိုင်နိုင်လားမခိုင်လားစစ်ဆေးပြီးတော့အဲ့လိုမျိုးဆုံးရတာလေးပေါ့အဲ့လိုမျိုးလေးလိုချင်တာအဲ့လိုမျိုးတော့တင်ထားတယ်စာတင်ထားတာကြီးတော့ရှိတယ်အခုချိန်ထိတော့လာမကြည့်သေးဘူးဟုတ် သူတို့အားဒီလိုပဲအားပြီးနေရတော့သူတို့လာလောက်ပေးမှာပါဆိုရယ်မျောလင့်ချက်လေးနဲ့နေနေရတာပေါ့ဟိုတက်ဆိုင်အောင်လဲတင်တော့တင်ထားရယ်ဆိုတော့ဘာလာလောက်ရှိပါလဲဘယ်ရလောက်ရှိပါစားဖြစ်တဲ့နေခင်းနေရာပဲမှာ